ပြေအိဇဲမှာဆဲခွက်ကိုအဲရိုကီနဲ့အောက်ဆင်းတဲ့အခါမှာအခုလိုအကွက်ကအောက်ကိုမကြပဲမြင်ကွင်းကအောက်ကျကျသွားတဲ့လူတွေရှိကြပါသလားခင်ဗျာဘလို့လုံးလဲဆိုတော့ကျွန်တော်နဲ့လိုက်ကြည့်လိုက်အောင်အဓိကကကျွန်တော်တို့အိဇဲမှာ score log ကိုတော့ဖွင့်ထားမိလို့ပါ score log ဆိုတာလေးဆိုတာဒီက ဒီနားလေးမှာ scroll lock လေးဖွင့်ထားမိလို့ပါအဲ scroll lock ကိုဘယ်လိုပြန်ပိတ်ရမလဲဆိုရင်ဘယ်လိုပြန်ပိတ်ရမလဲဆိုရင် search bar ပေါ်မှာ screen keyboard ကိုခေါ်လိုက်ပါမယ် screen keyboard ကိုခေါ်ကြည့်လဲဆိုရင် on screen keyboard လို့ရလိုက်ပါအဲ့ဒါဆိုကျွန်တော် screen keyboard လေးကြာလိုက်အဲ့ဒီနားလေးမှာ scroll ဆိုတဲ့ဥစ္စာလေးကိုပိတ်ပေးလိုက်ပါဒါဆိုကျွန်တော်တို့ exam မှာပြန်ပြီး အကွက်ကိုအေရိုကီနဲ့အောက်ဆင်ကြည့်ပါမယ်။ဒါဆိုရင်မြင်ကွင်းကအောက်မကျတော့ပါဘူး။ဆဲကွက်ပဲအောက်ကျတာပါခင်ဗျာ။ Okay အခုတော့အေရိုကီလေးနဲ့အောက်ဆင်ချင်တဲ့လူတွေအတွက်ပါခင်ဗျာ။စမ်းကြည့်ကြပါခင်ဗျာ။